ိတ်စကောင်းတောင်မင်းအောင်လိုက်ပြီးလုံးဝတရားဝင်မှုမရှိသောရွေးကောက်ပွဲကိုတောင်းအားပေးနေလျက်ရှိသည်။သို့သောဤသည်မှာသူ၏ပုံမှုကြီးမားသောအစီအစဉ်နှင့်နှိုင်းစာလျင်အရေးပါလာသည်ပဲမဟုတ်ပါ။အနာရှိထိပ်ပိုင်းလွာကို အမည်သည့်ပြောင်းလဲခြင်း၊ယာတို့ခန့်အပ်မှုအသည့်များနဲ့အသေးစားပြောင်းလဲများသည်မြမစစ်ကောင်စီ၏နိုင်ငံကိုပြောင်းလဲရေးနှင့် ီဇင်ဘာလအတွင်းကျင်းပမည့်၎င်းတို့၏အငင်းပွားဝယ်ရာအထွေထွေရွေးကောက်ပွဲအစီအစဉ်ကိုနိုင်ငံတကာသို့ရောင်းချရန်ကြိုးပမ်းနေခြင်း၏တစိမ့်တစ်ပိုင်းဖြစ်သည်နေပြည်တော်မှစစ်ဗိုလ်ချုပ်များသည်2021ခုနှစ်ဖေဖော်ဝါရီလကရွေးကောက်ခံအစိုးရကိုဖျောက်ချကာအာဏာသိမ်းပြီးနောက်ပိုင်း၎င်းတို့တွင်လက်ဟာနေသည့်တရားဝင်မှုကိုရွေးကောက်ပွဲမှတဆင့်ရယူနိုင်ရန်မျှော်လင့်နေကြသည် တုံးသက်သူများကအကွက်ကြွကြစီစဉ်ထားသည့်မဲပေးခြင်းကိုစေအောင်စု၏လက်ကွက်ဖြစ်တာယူဆထားပြီးစစ်မှန်သောအထွေထွေရွေးကောက်ပွဲ January election မဟုတ်ပဲဘူကျုံများ၏ရွေးကောက်ပွဲ January's election အဖြစ်အမည်တက်ကြကသူအမည်ကပင် ပုံမကတိကျနေပေလိမ့်မည်အာနာသိမ့်သည့်နောက်ပိုင်းတွင်စစ်တပ်သည်နိုင်ငံ၏နေရာအမြောက်များတွင်လက်နက်ကင်တုံ့ပြန်မှုများကို ရေဆိုင်နေရသည် ဆင်းဥစုကိုစန့်ကျင်နေကြသည့်နိုင်ငံရေးအင်အားစုများနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်၎င်းတို့ကြီးညာရသောနယ်မြေပမာဏများလောက်ထိန်းချုပ်နိုင်ခြင်းမရှိသေးတော့လဲလာမည့်ရွေးကောက်ပွဲကိုတနင်္ဂနွေတိုင်းတာဖြင့်ကျင်းပနိုင်ရန်မှာဆင်းဥစုအဖို့ခက်ခဲကြောင်းသိတာထင်ရှားနေပြီးအများသူငါမှလည်းအတူရာရွေးကောက်ပွဲအဖြစ်သာတတ်မှတ်မည်ဖြစ်နေသည်ထို့သော နေပြည်တော်မှစစ်ဘုံကျောင်းများသည် အမှုထားမည်မဟုတ်ပါလက်တွေ့အမှန်တရားတစ်ခုနေဖြင့် 1962ခုနှစ်တွင်စစ်တပ်မှပထမဆုံးကြိမ်အာဏာသိမ်းခဲ့တဲ့အချိန်မှစ၍မြန်မာနိုင်ငံတွင်စစ်ရုပ်ချုပ်ရေးသည်အမျိုးမျိုးအသွင်ပြောင်းကာဆက်လက်တည်ရှိနေခဲ့သည်သာဖြစ်သည်။တိုင်းပြည်သည်2017ခုနှစ်မှစတင်က အကန့်အသတ်ရှိသောလက်လက်ခွင့်များကိုစတင်ကြုံတွေ့ရပြီးဆယ်စုနှစ်တစ်ခုကြာအတော်အသင့်ပွင့်လင်းမြင်သာမှုများကိုကြုံတွေ့ခဲ့ရတော့လေစစ်ဘုံချုပ်များသည်မြေသည့်အခါကမှ အာဏာကိုအမှန်တကယ်ဆွံ့လွတ်ခဲ့ခြင်းမရှိချေ။ ၎င်းတို့သည်စစ်တပ်အခြေပြုဖွဲ့စည်းပုံဖြင့်ကာကွယ်ခြင်းခံရပြီးကလကနောက်ွယ်မှစိုးမိုးထားသည်၎င်းတို့၏တည်ရှိမှုကိုချိန်ကျောက်ခြင်းခံရသောအခါ၌နိုင်ငံတော်အာဏာကိုဝင်ရောက်စစ်ဖက်ရန်အတွက်အသက်ရှိနေခဲ့ကြသောဒီမိုကရေစီနီးကျတင်မြှောက်ခြင်းခံရသည့်ရွေးကောက်ခံအစိုးရကိုဖျောက်ချခဲ့သော2021ခုနှစ်ဆီယနာသိမ်းမှုဖြင့်ပြက်ပြက်သားသားတရုတ်ပြခဲ့သည်မြန်မာဒီမိုကရေစီအင်အားစုများနဲ့ ၎င်းတို့ကိုထောက်ခံသော နိုင်ငံတကာအသိုက်အဝန်းကမြို့တော်ပင် လာမည့်ရွေးကောက်ပွဲကိုရှုမြင်စေကာမူအာဆီယံတိုင်ဝမ်နေဖြင့်ကျင်းထန်သောပြည်တွင်းပဋိပက္ခလေးနှစ်ကျော်အပြီးတွင် အပြည့်သဘောဆောင်သည့်ခြေလှမ်းအဖြစ်ရွေးကောက်ပွဲရလဒ်ကို လက်ခံမိမှာတေကြာလူနီးပါးရှိနေသည်ဆေးဥစု၏အကြီးဆုံးမဟာမိတ်ဖြစ်သည့်တရုတ်နိုင်ငံကလည်းရွေးကောက်ပွဲရလဒ်ကိုချွင်းချက်မရှိလက်ခံပွဲရှိပြီးအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့်ဂျပန်တို့ပင်လျှင် အပြည့်အစာများနဲ့ရွေးကောက်ပွဲသည်ညီသည့်ရွေးကောက်ပွဲများမရှိခြင်းထက်ပိုမိုကောင်းမွန်သည်ဟု ယူဆပွဲရှိသည်မြမစစ်အစိုးရများနဲ့တွေ့ဆုံညှိနှိုင်းရေးထူထောင်ရန်ကြိုးပမ်းခဲ့သည့်ရာဇဝင်တမိုင်းရှိကြီးနှင့်အော်စတြေးလျသည်လည်းနေပြည်တော်ရှိအာနာလက်ဝယ်ရှိသူမိသူမဆိုနှင့်ဆက်ဆံခြင်းသည်အထူးကြံစည်ရန်ပြည့်ပယ်ထားခြင်းထက်ပိုမိုကောင်းမွန်သည်ဟုခံစားတွေးတောနိုင်ပေလိမ့်မည်စကောင်းဆောင်သည် 2021ခုနှစ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကိုတရားဝင်ဖြတ်သိမ်းပြီးနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင် SSPC ဟုခေါ်သောအုပ်ချုပ်ရေးအဖွဲ့အသစ်ဖြင့်အစားထိုးလိုက်ပြီးဤဒီမှာ1998ခုနှစ်တွင်နိုင်ငံတော်ညင်ဝုတ်ပြပြမှုတိဆောက်ရေးအဖွဲ့အဆက်လိုအားစီးဟုလူသိများသည့်စစ်အစိုးရသည် ပုံမှုပြောင်းပြောင်းသောနိုင်ငံတော်အေဂျင့်တာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ SPDC အမည်ကိုလက်ခံခဲ့ပြီးချက်ခင်ဖြစ်ရက်နှင့်စင်တူသည်2021အာနာသိမ့်မှု၏ပြီးသူကနှင့်ယခုတနိုင်ငံလုံးဒီပါစစ်ပွဲ၏မိစကိုစတင်သူဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်းသည်ယာယီသမရနှင့်တမတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ဆက်လက်တည်ရှိနေသည်သူ၏နီးစပ်သူဂျန်ဟာပါဗိုလ်ချုပ်မျိုးစောကိုအစိုးရအသက်တွင်ဝင်ကြီးချုပ်ယာရုနှင့် ၎င်း၏စစ်တပ်ဆိုင်ရာစီးပွားရေးစီမံခန့်ခွဲမှုကိုထောက်ရှုကာအမျိုးသားစီမံကိန်းဝင်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ဘူဂျုံညိုစောသည်စစ်တပ်၏ပင်မကုမ္ပဏီကြီးများထဲမှတစ်ခုဖြစ်သည့်မြမစီးပွားရေးကော်ပိုရေးရှင်း MCE ဥက္ကဋ္ဌဖြစ်လဲဆောင်ရွက်နေပြီးအခြားစစ်တပ်ထိန်းချုပ်ထားသည့်လုပ်ငန်းကြီးဖြစ်သောမြမစီးပွားရေးဥပိုင်လီမိတက်နှင့် MC ကတီထောင်နာသည့်အင်းဝဘန်တို့တွင်လည်းအကြီးကအရေးပါသောအခန်းကဏ္ဍများကိုရယူထားသည်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဘလို့လူလဲမြမစစ်တပ်အတွင်ပုံမှန်မဟုတ်သည့်မမျော်လင့်ထားသော ကြီးကြီးမားမားဖြစ်ရတခုသာမဖြစ်ပွားပါကရွေးကောက်ပွဲပြီးသည့်နောက်တွင်မင်းအောင်လှိုင်သည်သူ၏စစ်ဝတ်စုံကိုချက်ခါယာယီသမရဘဝမှတရားဝင်နိုင်ငံအကြီးအကဲတဦးဖြစ်သူကူးပြောင်းသွားဝယ်ရာရှိသည်သို့သောထို့သောဆောင်ရွက်ခြင်းသည်ပြုပြင်ပြောင်းလဲမှုများကိုမျော်လင့်နေသည့် နိုင်ငံတကာသို့မဟုတ်ဒေသတွင်အတိုက်ဝန်းမှလူများကိုစိတ်ပြက်စေပေလိမ့်မည်လူခွင့်ရဲ့အဖွဲ့အစည်းပေါင်းများစွာကမဲအောင်လိုင်းနှင့်၎င်း၏အပေါင်းပါများသည်ထောင်နှင့်ချီသောစံကျင်သူများကိုဖမ်းဆီးအကျဉ်းချခဲ့ပြီးအများပြားမှလည်းဖမ်းဆီးခံရခြင်းအတွင်ပေဆုံးသည့်အထိငင်းပန်းနှိပ်စက်ခြင်းခံခဲ့ရကြောင်းမှတ်တမ်းတင်ထားပြီးဖြစ်သည်စစ်ကောင်းဆောင်သည်မကြမီကငလင်တန်တိတ်နေသောဒေသများအပါအဝင်တော်လိုင်းအဖွဲ့များထိန်းချုပ်ထားသည့်နေမြင်များတွင် အရတားထိခိုက်မှုများကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲထောင်နှင့်ချီသောလေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်ရန်အမိန့်ပေးခဲ့သူဖြစ်သည်။သဟိတ်မျိုးရှိအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကလည်းမင်းအောင်လိုင်အားမြန်မာနိုင်ငံမှရိုဟင်ဂျာလူငယ်စုကိုနှိမ်ထုတ်ခြင်းနဲ့ဖိနှိပ်မှုများအပါအဝင်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်ပြည်မှုဆိုင်ရာတာဝန်ရှိကြောင်းယုံကြည်ရန်ကျူးကျောင်းစီလျော်သောအကြောင်းပြချက်များကိုကူးကား ကဘာလုံးဆိုင်ရာဖမ်းဝရန်ကိုထုတ်ပြန်ထားသည်မရောက်နိုင် အာနာရရှိမှုသည်ယခင်နာဝတနာအဖဆစ်ဆိုးရများ၏ဥက္ကဋ္ဌဖြစ်သောဗိုလ်ချုပ်မူကြီးတန်းရွှေနှင့်နီးကပ်စွာဆက်ဆက်နေပြီ1992ခုနှစ်တွင် အာနာရခဲ့သောတန်းရွှေသည်အခြေခံဥပဒေနှင့်အစိုးရပုံစံကိုလမ်းခင်းပေးခဲ့ကာ2021ခုနှစ်တွင်အာနာလက်လွဲပေးခဲ့သည် တန်းရွှေနှင့်၎င်းဆက်ခံခဲ့သူဗိုလ်ချုပ်စောမောင်တို့၏အာဏာရှင်အုပ်ချုပ်မှုအောက်1988ခုနှစ်တွင်ဒီမိုကရေစီလိုလားသောဆန္ဒပြသူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ခြင်းအပါအဝင်နောက်ဆက်တွဲရက်ဆက်သောနှိမ်နင်းမှုများစစ်တပ်၏ကြမ်းမတ်ဖွဲ့ရာလူခွင့်ရေးမှတ်တမ်းများကြောင့်မြန်မာနိုင်ငံသည်တကားပိတ်နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီးအနောက်နိုင်ငံများ၏ပိတ်ဆို့အရေးယူမှုများနဲ့ တပိတ်မောက်ဘွားကော့လုံးမှုများကြောင့်လဲတရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏တဦးရီသောနိုင်ငံတကာမဟာမိတ်တပွဲဖြစ်လာခဲ့သည်သို့သောအချိန်ကြာလာသည်နှင့်အမျှတန်းရွှေသည်မြန်မာနိုင်ငံ၏ဘေကျင်းအပေါ်အလွန်မင်းမိခိုနေရမှုအပေါ်စိုးရိမ်ကပိုမိုဒီမိုကရေစီနီးကျသည့်အစိုးရတရက်ကိုလိုလားသည့်အနောက်နိုင်ငံများ၏တောင်းဆိုချက်ကိုပြည်လဲစေရန်ရည်ရွယ်ပြီးတင်းကျပ်သောနိုင်ငံရေးပြောင်းလဲမှုအစီအမံများဖြင့် ၎င်း၏ဂုံတိတ်ခါကိုထိမ့်သိမ့်ရန်ကြိုးပမ်းခဲ့သည်စစ်တပ်၏ကြီးကြပ်မှုအောက်တွင် ရေးဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေကိုမတမောင်မှုအပြည့်ရှိသော2008ခုနှစ်ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့ပြီးချိန်ပေးတုတ်ပြီးစီမံထားသော2010ရွေးကောက်ပွဲတွင်စစ်တပ်ကြောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရစေရန်တေချာစေခဲ့သည် အစဉ်အဆက်အာဏာရှင်ကြီးများဖြစ်ကြသည့်နေဝင်းနှင့်စောမောင်တို့ကဲ့သို့ ကွယ်လွန်ချိန်တွင်လူမသိသူမသိပျောက်ကွယ်သွားခဲ့ရသော အရှက်ရပွေကံကြမ္မာကိုရှောင်ရှားရန်အတွက်တန်းရွှေသည်သမရအဖြစ်တိမ့်စိန်ကာကွယ်ရေးဦးစီးချုပ်ဖြစ်မင်းအောင်နိုင်နှင့်လွတ်တော်ဥက္ကဋ္ဌဖြစ်သူရရွှေမန်းဆိုသည့်ရုံးကြရသောစစ်ဘိုလ်ချုပ်၃ဦးကို၎င်း၏ဆက်ခံသူများအဖြစ်ရွေးချယ်ခဲ့သည်မေအောင်လိုင်းအရွေးချက်ခံခဲ့ရခြင်းမှာ သူသည် အာနာပိုင်းအရာအားကောင်းမောင်းတန်မရှိလာသဖြင့် အာနာရှိန်ဟောင်းကိုမချင်းကြောင်နိုင်ဟုတန်းရွှေကယူဆခံခဲ့ရသောကြောင့်သာဖြစ်သည်။သို့သောဥတိုင်းစိန်သမရဖြစ်လာသည့်နှင့်တပြိုင်နက်မမျော်လင့်ခဲ့သောဖြစ်ရများဖြစ်ထုံးလာခဲ့သည်။နိုင်ငံရေးအကျဉ်းသားများကိုလွတ်ပေးခြင်း၊ဒါနယ်ဇင်းလွတ်လပ်ခွင့်များပေးခြင်းနှင့်ကာလရှည်ကြာအပြစ်နိုင်ခံခဲ့ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို နိုင်ငံရေးနယ်ပယ်သို့ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်းတို့ပြုလုပ်ခဲ့သည်။ဤလှုံ့ဆော်မှုများက မြန်မာနိုင်ငံအပေါ်နိုင်ငံတကာ၏အမြင်ကိုပြောင်းလဲစေခဲ့ပြီးအနောက်ကမ္ဘာ၏အသိမှတ်ပြုမှုနှင့်ချီးမွမ်းခြင်းကိုရရှိခဲ့သည်။ထို့ကာလများအတွင်းမြန်မာနိုင်ငံသည်ဒီမိုကရေစီပွင့်လင်းလာမှုအဖြစ်ကျူးလွန်ခြင်းခံခဲ့ရတော်လဲ။ထို့အစီအစဉ်များသည်စစ်တပ်အတော်အာဏာဆက်လက်ထိန်းသိမ်းနိုင်ရန်ဂရုတစိုက်တွက်ချက်ထားသောမဟာဗျူဟာ၏ဒစိတပိုင်းဖြစ်သည်။ထို့တိုင်အရက်ဘွဲအဖွဲ့အစည်းများပေါင်းများလာခြင်းနှင့် လွတ်လပ်ပွင့်လင်းသောသတင်းမီဒီယာများပေါ်ထွန်းလာခြင်းတို့ကလူ့ဘွဲ့ကြီးကိုစစ်တပ်ကမမျှော်လင့်ထားသောအခြေအနေများဖြင့်ပြောင်းလဲစေခဲ့သည်2015နှင့်2020ရွေးကောက်ပွဲများတွင်မဲဆန္ဒရှင်များသည်အန်အဒီကိုတဲလိုက်ဥလိုက်ထောက်ခံခဲ့ကြပြီးသူရရွှေမန်းတီပလင်းဒီမိုကရေစီလွတ်လာသောအင်အားစုများနှင့်ပူးပေါင်းခဲ့သောကြောင့်ကျန်းခါရေးပါတီမှထုတ်ပယ်ခြင်းခံခဲ့ရသည်။ NLD ဒုတိယအကြိမ်မြောက်တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့မှုနဲ့ စစ်တပ်အာဏာကိုရှော့ချရန်2008ဖွဲ့စည်းပုံကို ပြင်ဆင်မိကတိကဝတ်များကြောင့်မင်းအောင်လှိုင်သည် အာဏာသိမ်းမှုတစ်ခုကိုကြံစည်ပြင်ဆင်ခဲ့ကအန်ဒီပါတီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ကိုဖမ်းဆီးခဲ့ပြီး၎င်း၏အစိုးရကိုဖြုတ်ချခဲ့သည်။မင်းအောင်လှိုင်ကို1956ခုဇူလိုင်လ3ရက်နေ့တွင် မကွေးတိုင်းဒေသကြီးမင်းဘူးမြို့တွင်မွေးဖွားခဲ့သည်။ 1994ခုနှစ်တွင်စစ်တပ်ကတို့တို့တုံးချိန်မြောက်ကျိုးပန်းမှုဖြင့်ဝင်ရောက်ခွင့်ရရှိခဲ့ပြီးထူးခြားမှုမရှိသောတာမန်အဆင့်ဖြင့်ဝယ်ရရှိခဲ့ကစစ်တပ်ကတို့မှထူးချွန်သောအတန်းပေါ်များကသဘောကျခြင်းမရှိဟုလည်းနမဲကြီးခဲ့သည်သို့တော်လဲပူဇော်မူကြီးတန်းရွှေအပေါ်တစ္ဆာဆောင်တိမှုဖြင့်စစ်တပ်ရာဒူးအဆင့်ဆင့်ကိုတည်ငြိမ်စွာတက်လန်းနိုင်ခဲ့ပြီး2009ခုနှစ်တွင် အမတ်နှင့်အထူးစစ်စင်ရေးဦးစီးဌာနမှဖြင့် းဦးဆောင်ခဲ့သည်။အရာတို့တွင် သူသည်ချမ်းပြည်နယ်မြောက်ပိုင်းကိုကန့်ဒေသရှိရက်ဆက်ကျမ်းကျုပ်သောစစ်စင်ရေးများကိုကြီးကြပ်ခဲ့ရာတရုတ်နိုင်ငံတွင်သို့အရက်သားများအစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေထိုင်ရခြင်းပင်ဖြစ်စေခဲ့သည်။အချိန်ထဲမှာပင်2021ခုနှစ်အာဏာသိမ်းပြီးနောက်မြမကြီးစိုးသောနိုင်ငံရေးအဖွဲ့များနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှစ်မျိုးလုံးပါဝင်သည့်ခုခံတော်လှန်ရေးအင်အားစုများအားကောင်းစွာပေါ်ထွန်းလာခဲ့ပြီး မြောက်ပိုင်းအရှေ့မြောက်ပိုင်းနဲ့အနောက်ပိုင်းရှိနယ်မြေအမြောက်များကိုထိန်းချုပ်နိုင်ခဲ့သည်စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့်တိုက်ခါကြစီအားရှုံးနေမှုများကြုံတွေ့ခဲ့ရသောကြောင့်စစ်တပ်အတွင်းသူများကမြောက်လိုင်းကိုစစ်မြေပြင်တွင် အားနည်းပြီးပြတ်သားမှုမရှိကြောင်းဝေဖန်ခဲ့သည်ဟုသတင်းများကဆိုသည်၎င်း၏လက်ထောက်ဖြစ်သူပုံမိုအတွေ့အကြုံမြင့်ချက်ပြီး ပြင်းထန်သောဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကသူ့နေရာတွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်အစားထိုးနိုင်ကြောင်းထင်ကြေးပေးမှုများလည်းရှိခဲ့သည်။ထို့တော်လည်းထို့သို့ဖြစ်လာတော့မည်မဟုတ်ပေ။မြန်မာစစ်တပ်သည်လက်ရှိဖြစ်ပွားနေသောပြည်တွင်းပဋိပက္ခများတွင်အသာစီးရလာနေပုံရသည်။အနောက်ပိုင်းရခိုင်ပြည်နယ်ရှိ အာရခတပ်တော် AAD ၎င်းတို့၏တိမ့်ပိုက်ထားရနယ်နိမိတ်များကိုဆက်လက်ထိန်းသိမ်းနိုင်ပုံရတော့လဲ တခြားသောတော်လှန်ရေးမဟာမိတ်များသည်အာဏာသိမ်းပြီးနောက်ပိုင်းတိမ်ပိုင်ရရှိခဲ့သောနယ်မြေအများပြားမှပြန်လည်ဆုတ်ခွာခဲ့ကြရသည်ရွေးကောက်ပွဲပြီးနောက်မင်းအောင်လှိုင်သည်အယက်သားယာဒုကိုကူပြောင်းသွားပါကမြန်မာနိုင်ငံ၏အာဏာတိစောက်ပုံတွင် အလုံးစုံအင်အားကြီးမှသည်ကာကွယ်ရေးဦးစီးချုပ်ယာဒုကိုမိသူကစက္ကန့်မီနီစိုးဝင်းသည်ရပန်းစားသောကိုစလေလောင်းတူဖြစ်သည်သို့သောစစ်တပ်အတွင်းလူများကလက်ရှိစစ်အုပ်စီးအရာရှိချုပ်ဖြစ်သည့် ဘူကျုပ်ကြီးကျော်စွာလင်းကိုလည်းညှိညွှန်းကြသည်သို့တော်လည်းကျော်စွာလင်းမှာစစ်မြေပြင်အတွေ့အကြုံနေပါပြီးသူ၏ယာရုကိုမင်းအောင်လိုင်းအပေါ်သစ္စာခံမှုကြောင့်သာရရှိထားခြင်းဖြစ်နိုင်သည်မြန်မာစစ်တပ်အတွင်းကကာလရှည်ကြာရှုပ်ထွေးသောအဖြစ်အပျက်များသည်ဆိုဗီယက်ယူနီယံခေတ်ကကရင်မလင်အဖြစ်အပျက်များယနေ့တရုတ်ပြည်နှင့်အခြားအာဏာရှင်နိုင်ငံများမှအဖြစ်အပျက်များကဲ့သို့ပင်ပွင့်လင်းမြင်သာမှုမရှိဘဲဖြစ်နေသည်။သို့သောရှင်းလင်းသည့်အချက်မှာစစ်တပ်သည် မြေတိအရတသို့မဟုတ်အရတဆန်သောအဖွဲ့အစည်းကိုမှအာဏာဆုံးလွှတ်လွှဲပြောင်းပေးမည်မဟုတ်ပေစစ်ဘုရားများသည်2017-2021ကာလအတွင်းတွင်လဲမြင်သာမှု ပေးလွန်ခဲ့သည်ဟုရှုမြင်နေကြပြီးစစ်တပ်၏အုပ်ချုပ်မှုကိုပြည်သူအများစန့်ကျင်လာစေမှုကို တိုးပွားစေသည့်ထိုကဲ့သို့တပိုင်းတစဒီမိုကရေစီစမ်းသပ်မှုမျိုးကိုပြန်လည်လှုံ့ဆော်တော့မည်လဲမဟုတ်တော့ဘူး။ထိုကဲ့သို့အချိန်နှင့်အမှန်များရှိနေတော့လဲ မြန်မာနိုင်ငံ၏ကက်လျက်အင်ကြီးချင်းနိုင်ငံများနှင့်အခြားသောနိုင်ငံများကရက်ကပွဲအပီတက်လာမည်အစိုးရကို၎င်းတို့၏မိဖက်အပိုင်ဝန်အတွင်းသို့ပြန်လည်လက်ခံမှုမှာပေချာနေပါသည်။ဤဒီမှာမင်းအောင်လိုင်းနေဖြင့်စစ်ဝတ်စုံမှအရတားဝတ်စုံတို့ပြောင်းလဲနည်းလည်နေချိန်တွင်မြန်မာနိုင်ငံမှဒီမိုကရေစီလူသားသူများနှင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေဖြင့်စတင်လက်ခံလာရမည် ခါတီတော့အမှန်တရားပင်ဖြစ်လို့ဒီ